တစ်ခေါက်တစ်ကြေးကတ်တလောက်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်မနက်9:00ပြို့ရသည်ဈေးကြိုတစ်ခေါက်ကိုပို့ပြီးသည့်နောက်မိမနှင့်သမီးကိုခေါ်ကား စိန်ဝင်းဝင်းတွင် မနှက်စာစားသည်ထို့နောက်မိမနှင့်သမီးကိုအိမ်ပြန်ပို့ပြီးဈေးဘူထွက်ရှာရသည်ဂိတ်ထိုးနေကြနေရာတွင်စောစောဂိတ်ထိုးသည် စိုက်ကားပေါ်ကနေထိုင်ဆောင်ရင်းခရီးတွေကိုမျှော်သည် စိုက်ကားတွေ့ပြီးလူမတွေ့ပါကလမ်းသွားလမ်းလာရှောင်းနေရင် ဖောက်တယ်ရှာနေသောစိုက်ကားတွေကိုစောင့်ငါသွားကြလျင်ဈေးဘူကောက်အတွက်လွတ်သွားမှာစိုး၍စိုက်ကားနှင့်လူတွဲပြီးစောင့်သည် သူခေရောက်နေသော ကိုဘကြီးကတော့စိုက်ကားပေါ်ထိုင် မျက်လုံးမှိတ်ခါပြေးရွနေသည်သူကတော့ပြေးကြီးစက်တသုတ်ရွဖို့နေနေသားသားဖျားကြော့ဖို့ပင်ဖြောင်မြောက်တန်တန်ရသူမဟုတ်ပေဈေးဖို့အတွက်စိတ်လုံးနေသည်ဖြင့်အောင်မျိုးနိုင်မျက်လုံးလည်းမမှိတ်နိုင်လမ်းပေါ်မှာတော့အလုတ်သွားသူကြောင်းသွားသူတွေဖြင့်ရှုပ်ထွေးလျက်ရှိသည်35လမ်းမာကြီးသည် ကိုကိစ္စကိုခီးနှင်းသူများနှင့် ပြာယာခတ်နေကြပုံရလေသည် အောင်မျိုးနိုင်ကတော့မျက်လုံးအစုံပြာရာခက်ခါဘယ်နေရာကမြန်စိုက်ကားနှားမဲ့သူပေါ်လာလိမ့်မလဲနဲ့စိတ်လောနေသည်။ကောင်းငင်ကိုမော့ကြည့်လိုက်တော့မိုးသားတွေကရွာတော့မြည်တကဲကဲနဲ့တာဆူနေကြသည်။တနေ့ကုန်နီးပါးလောက်တဖွဲပွဲရွာနေသောမိုးသည်ယနေ့နေ့ပါဆိုလျင်လေးရက်မြောက်ရှိနေလေပြီ။ယခုလဲမိုးကလေးရက်မြောက်ရွာနေဖို့တာဆူနေပုံရသည်။မိုးသားတွေဟာအရင်ရက်တွေတက်ပိုထူနေလေတော့ ယနေ့ရွာမိမိုးကတဲတော်မိသဘောဆောင်နေလေသည်ကို့စပိန်နဲ့ကိုကို့ဆိုင်ကယ်နဲ့ကိုကို့ကားနဲ့ကိုသွာလာနေကြသောလူတွေကိုကြည်ရင်လက်ဖက်ရည်ဆိုင်တွေကဖြစ်ဖြစ်ရှမ်းခေါဆွဲဆိုင်တွေကဖြစ်ဖြစ်ခီးသည်တယောက်တလေထွက်လာလိမလားဟုအောင်မျိုးနိုင်မျှော်သည်ဈေးဘုတ်တစ်ခေါက်နင်းပြီးလျင်တော့သူ့မှာရှင်းစရာအခောက်တွေကကတ်တလောက်တစ်ခုလိုတန်းစီနေသည်စူပါရုကားလေးတစ်စီးသူ့နားတွင်လာရောက်ထိုးရက်လိုက်သည် ခီးတဲ့မြောင်ဒီကမှလိမ့်စာမေးမိသူနှင့်လာတိုးနေပြီဟုအောင်မျိုးနိုင်တွေးလိုက်မိသည်ကားပေါ်ကနေအမျိုးသမီးတဦးဆင်းလာသည်ငါចောင်းပို့ပြီးတာနဲ့ဝါစုတင်ကက်ကပ်ဖို့ဖိတ်ထားတာတွားလိုက်အောင်မယ်အဲ့ဒီကပြန်ဝင်းကျိုးမယ်ဈေးဘောက်ကစောင့်နေကြာနေရင်လဲဆိုက်ကားငှားပြီးပြန်ညင်ပြန်လိုက်ပေါ့ရှင်ဟာရှင်တွားเสียရှိတာတွားပါခလေးကိုចောင်းနေရအောင်ပို့ခဲ့အောင်နော်ကားပေါ်ကချပြီးတာနဲ့မောင်းမသွားနဲ့အောင်ရှင်သားကတော်တော်ရဲ့ចောင်းနေမွေမဲ့လျှောက်သွားနေအောင်မယ် အေးပါမေမေတက်တာအေးကောင်းကောင်းသွားတော့တာရှောက်သွားမနေနဲ့ဦးကားထွက်သွားတော့ဆိုးလောကကားဘော်ကဆင်းလာသည့်အမျိုးသမီးအောင်မျိုးနိုင်စီရှောက်လာပြီးရတနာဘုံဈေးကိုငားသည်ရတနာဘုံဈေးဆိုတော့35လမ်းတက်တဲ့နင်းသွား၍မရပြီတောင်ဘက်ပက်ရင်ပက်မဟုတ်လျင်မြောက်ဘက်ကပက်၍သွားရပေတော့မည်ရတနာဘုံဈေးဆိုတော့ပက်နင်းရမှာမှ1500ပေးပါ တော်မယ်မိုးတွေကညှို့နေတာရွာချရင်ပြဿနာပဲလောလောဆယ်ထီးမြူခဲ့မိဘူးရှေ့စီမှာထီးပါတယ်မဟုတ်လားပါတယ်မသွားစုသွားစုအမျိုးသမီးကစိုက်ကားပေါ်မြ мян ထက်ထက်တက်လိုက်သည်အောင်မျိုးနိုင်လဲခက်သွက်သွက်နင်းလိုက်သည်တနေ့တနေ့ဘာဟိရတွေတိတ်များတာပဲမနဲ့မိုးလင်းလို့မျက်လုံးနှလုံးဖွင့်လိုက်ပြီးဆိုရာနဲ့လှုပ်ရှားရီသွားစရာတွေကတန်းစီနေတော့တာပဲ လူမှုရေးကိစ္စတွေကလည်းမတော်လို့မကောင်းဘူးလေခလေးចောင်းជូចောင်းပို့ကလည်းအချိန်နဲ့လုတ်ရတာခလေးចောင်းជូចောင်းပို့ကိုစိုက်ကားလာပြီးခေါ်ထားလိုက်ပေါ်မယာငားဘူးတယ်ចောင်းပို့တာမှန်မိမဲ့ចောင်းជូတာကြတော့မမှန်ညင်မှုဖြစ်နေလို့ဖြုတ်လိုက်ရတာကျမသားကလည်းចောင်းလှုပ်လို့အပေါက်ကထွက်တာနဲ့သူ့လာជូတာမတွေ့ဘူးဆိုဟိုဝင်ဒီဝင်တဲ့ဂိမ်းမစော့ရရင်လည်းဟိုဂိမ်းဝင်ငေးဒီဂိမ်းဝင်ငေးနေဆိုတော့ចောင်းကជូတာတေချာမှရတာ စိုက်ကားသမားတွေចောင်းပို့ចောင်းជို့လာပြီးကိုဂယူးဆိုင်ကြပါတယ်။တခါလေကြတော့ခီးတဲ့ရသွားလို့နည်းနည်းနောက်ကျသွားတာရှိမှာပါ။ចောင်းជို့မဲ့အချိန်ရောက်တော့မယ်ဆိုရင်တော့မလိုက်တာအကောင်းဆုံးပေါ့။တော်တော်များများကတော့မလိုက်ပါဘူး။တခါတလေကြတော့ခီးတဲ့ငှားတဲ့နေရာပို့ပြီးចောင်းជို့မဲ့အချိန်မှီတယ်ဆိုပြီးလိုက်သွားတယ်။နောက်တော့မှခီးတဲ့ကဟိုသွားဒီသွားပေါ်ရာမျိုးနဲ့ကြုံတော့မထင်ထားပဲနောက်ကျသွားတာမျိုးတွေလည်းရှိတတ်တယ်လေ။ ဒီလိုပါပဲမမျော်လင့်တဲ့ကိစ္စဆိုတာတွေကလည်းပေါ်လာတတ်တာပဲလေအောင်မျိုးနိုင်က36လမ်းဘက်ကွေပြီးနင်းမို့ဆုံးဖြတ်လိုက်ပြီး84လမ်းရောက်တော့တောင်ဘက်ကိုကွေလိုက်သည်36လမ်းကသွားမလို့လားဟုတ်ကဲ့မ38လမ်းကသွားပြီးပါလား36ကသွားရင်အတိတယောက်အင်ရှိကဖြတ်ရမှာမို့ပါမြင်သွားရင်အာနာပြီးဝင်းနေရအောင်ပဲဒီနေ့တို့စိုင်းသစ်ဖွင့်တာအချိန်မရတော့လို့နောက်ရမှာပဲတောင်းပန်တော့မယ်လို့စိတ်ကူးထားတာ အမမျက်နာဝင်ပြခြင်းလဲဝင်ပြလေကျွန်တော်စောင့်ပေးပါမယ်အပူမယူပါဘူးနေပါစီတော့ဘာမှလဲဝစ်စားပြင်ဆင်လာရတာမဟုတ်ဘူး38လမ်းထိဆက်နှင်းသွားပြီးမှအရှိတ်ကိုကြွေလိုက်သည်38လမ်းကတော့လူနေနေရှင်းသည်ကြောင်းသွားခြင်းဖြစ်နေ၍ကျောင်းသားကျောင်းသူကျောင်းကျိုးကျောင်းပို့သူတွေနဲ့နည်းနည်းရှုပ်ထွေးနေသည်ကလေးတွေကသူတို့စိတ်ကူးနဲ့သူတို့ဆိုတော့စပိန်ကိုနင်းညင်သလိုနင်းပြီး ကိုယ်ကျင်သလိုကိုယ်ချတတ်သဖြင့်တတိထား၍ဖြည်းဖြည်းနေရသည်88လမ်းမာကြီးပေါ်မှာတော့ကားတွေဆိုင်ကယ်တွေစက်ဘင်းတွေစက်ကားတွေနဲ့ရှုပ်ရှက်ခတ်နေရလမ်းတစ်ဖက်ကိုကူးဖို့ကိုပင်အတော်ကြာအောင်စောင့်နေရသည်တစ်ဖက်ရင်ကျောမှာကြတော့မြို့တစ်ကနေမြို့ထဲကိုဝင်လာသူတွေဖြင့်အကြားလက်မရှိအောင်ရင်တွေကသွားနေသည်တစ်ဖက်ရင်ကျောတွေတိုးဝင်ပြီးတော့မှစက်ကားကို ခတ်သွက်သွက်နေရသည် 35လမ်းမီးပွိုင်တွေကားတွေစိုက်ကားတွေဆိုင်ကယ်တွေစက်ဘင်းတွေပိတ်ကျက်နေရာစက်ဘင်းတွေကပုံများသည်မီးပွိုင်လွတ်တော့ခက်သွက်သွက်နင်းထွက်လာခဲ့ရာမီးပွိုင်ကမှီယုံကလေးပဲလွတ်သွားသည်ဈေးရောက်တော့အမျိုးသမီးကခက်သွက်သွက်ဆင်းကတထောင်နဲ့နှစ်ရွက်ထုတ်ပေးသည်အခုမှစနေနာမှ900တည်းမရှိဘူးလားခင်ဗျာမရှိရင်ခဏစောင့်ပါအောင်ကျွန်တော်သွားလဲလိုက်ပါဦးမယ် စိုက်ကားကိုခိတရထားပြီးစိုင်တွေမှာတထောင်နှံကိုအသေးနှင့်လိုက်လေသည်တချို့ကစိုင်ဖွင့်ငါးစဖြစ်နေ၍မရှိဘူးဟုဖြေလိုက်ကြသည်လက်ဖက်တော့ရောင်းသည့်စိုင်က900ရန်2ရွက်နှင့်လဲပေးလိုက်သည်1500ဆိုတော့သူတို့မိသားစု3ယောက်အတွက်ဈေးဘိုးကတော့လောက်ပြီးဟုတွက်ခါအောင်မျိုးနိုင်စိတ်ပေါ်သွားပြီး26လမ်းဘက်ကိုနင်းငယ်သည် တပြလောက်နင်းတော့ခီးတယ်ရသည်ဈေးချိုကိုပို့ရမည်တထောင်နှင့်လက်ခံပြီးပို့ပေးလိုက်သည် 35လမ်းဂိတ်ကိုပြန်ရောက်တော့2500ရနေပြီဖြစ်သည်ခဏကြာတော့မိမကဂိတ်ကိုထွက်လိုက်လာသည်2000ပေးလိုက်သည်ဟဲ့ဘယ်နှခေါက်ရပြီလဲတစ်ခေါက်သေးပါกว่าဒီတစ်ခေါက်တော့ဈေးဘူးလွတ်กว่าနောက်တစ်ခေါက်တွေကြတော့မှအလှည့်ကြပေးမယ်အချင်းချင်းတွေဆိုတော့ထွန်းတော်ကလည်းဘာမှဆက်မပြောတော့ပဲရဲကျဲကျဲလုံနေသည်သူတို့ဂိတ်တွင်ထိုးသည့်စိုက်ကားတွေဒစီပီဒစီရောက်လာသည် ကိုရဆိုင်ကကြားခုံကိုယူပြီးကြားထိုးကြတော့သည်စိုက်ကားတွေတန်းစီထားပြီးကြားခုံမှာပဲလူတွေစုပြုံရောက်နေသည်ထိုးနေတာကနှစ်ယောက်ဘေးကနေငေးပြီးဝင်ပြောသူတွေက သုံးယောက်ဖြစ်သည်အောင်မျိုးနိုင်ကလည်းစိုက်ကားထားပြီးစောင့်ကြောင့်ဝင်ထိုင်ငေးနေသည်ပွဲကမစသေးဘူးမင်းဘက်ကယာရင်းနေပြီမင်းကဝင်ပြောရတဲ့ရှိသေးမင်းသေးချာကြည့်တာဆရာကြီးတွေရဲ့အကွက်ကဘလို့လဲဆိုတာဒါမြူတယ်လို့ခေါ်တယ် မင်းကမြူရာတွေဘာတွေလဲဘာမှမစင်စားပဲထိုးတဲ့ကောင်မြူကွက်တွေ့တာနဲ့ပိုင်ပြီးဆိုပြီးဒိုင်မင်ထိုးတော့တာရေကနဲတော့ကြမ်းမြင်တဲ့ခေါင်းဆောင်မိတာပေါ့ကွာပြောထားပေါ့ကွာမင်းကပြောအားရှိတာကိုအောင်မျိုးနိုင်ကဝင်းဦးအပြောကို ပြန်ချေပလိုက်သည်မနေ့ကပင် သူနှင့်ဝင်းဦးတို့အကျိတ်နေတွေ့ခဲ့ကြသည်သည်လက်များပိတ်ပုံကတော့ဘတ်ရှော့3 12ပွဲလုံးသူရှုံးသည် တပွဲတလေလေးတောင်စိတ်ဖြည်စရာမနိုင်ခဲ့ဒီတော့ဝင်းဦးကတဟားဟားကြီးပြီး သူ့ကိုအချင်းကြီးလို့စကားနဲ့အောင်မွဲခန္ဓာကို သူ့ညှိနေခဲ့ရသည် မျိုးနိုင်မေတီချာလေးလာထားတော့ဒါရီယာချန်ပီယံကွက်တွေးလို့ခေါ်တယ်ကွာလုံဆန်းမှာမင်းကြည်ဝင်းကိုနိုင်အောင်ပဲထိုးပြစမ်းပါဦးမင်းငါလက်တန်ကို မနေ့ကမြည်ကြည့်ပြီးပြီမဟုတ်လားဝင်းဦးကမခံကြည့်မခံသာဖြစ်အောင်ပြောနေသည် ြောမယ်ဆိုလဲပြောเสียပါပဲဆက်နှစ်ပွဲဆိုတာနည်းဒီမှမဟုတ်ပါပဲဘတ်ရှော့3ဆိုတာ24ပွဲကစားရသည်ပွဲငယ်ကလေးတပွဲတောင်သူမနိုင်ငယ်နေ့လယ်စာထမင်းစားပြီးကြတဲ့ကသူတို့တယောက်ထိုးနေတာကိုဘေးကစိုက်ကားသမားတွေကစိတ်ဝင်စားဝိုင်းအောင်ငေးနေကြသည်စိုက်ကားအလံခီးတွေကလာမေးသည်ဝင်းဦးနဲ့အောင်မျိုးနိုင်ကတော့လှဲ့မကြည့် ဘေးကဝိုင်းငင်းနေသူတို့ကလှဲ့ကြည့်ပြီးဖြည်သည်စိုက်ကားကတော့အားတယ်လူကတော့မအားဘူးခမညာခကြီးတွေကရှေ့ဆက်ထွက်သွားပြီးခလန်းလန်းမှဂိတ်ကိုလမ်းလျှောက်သွားသည်ကြားထိုးသူတွေကထိုးလက်ဆမှုမအားဘူးထားပါတော့ဘေးကငေးကြည့်နေသူတွေကလည်းမအားဘူးလုပ်နေသည်ခဏကြာတော့စိုက်ကားငှားမြည်သူရောက်လာပြန်သည်စိုက်ကားအားလားအားတယ်ဟဲ့ကောင်မင်းယူနေညင်းနင်းသွား ပီပါခွဲဆိုင်ကတန်တစ်တာပို့စရာရှိ၍လာငှားခြင်းဖြစ်သည်အလုသမားလေးကဒါဆိုရင်ယူသွားပြီဘယ်ဆိုင်ကယူသွားရမလဲဟုမေးသည်ကြိုက်တာယူသွားကွာဟုပြိုင်သူဖြေသည်ယူစရာရှိတာယူသွားတာမဟုတ်ဘူးအာယုံနောက်အောင်တော်တော်လှုပ်တဲ့ကောင်ဟုတ်ပါကွာပွဲကတဖြည်းဖြည်းနဲ့ပို့၍အကျိတ်နဲ့ရှိလာသည်အကျိတ်နဲ့ရှိလာလေထိုးသူတွေရောငေးသူတွေရောပို့ပြီးစိတ်ဝင်စားလေဖြစ်လာသည် ကြားခုံမောခေါင်းငုံအာယုံကြနေကြသည်မှာခေါင်းချင်းပင်စုံနေကြလေသည်စိုက်ကားဆရာဖျားကြီးသွားခြင်းလို့မအားဘူးမရှေ့ကစိုက်ကားဂိတ်တာသွားစီလိုက်တော့နေပါဦးမအားရအောင်ရှင်တို့ကဘာလုပ်နေလို့လဲကြားထူနေတာပွဲကကောင်းနေလို့ပြုဟုတ်တော့အမရဲ့အလုတ်ပြက်အကင်ပြက်ကြားထူနေကြတယ်လို့ရှင်တို့လှုပ်ရှားဖို့ရစိတ်ကူးကြသေးရဲ့လား ဟာထိုးစားဖို့ပဲစိတ်ကူးနေတာအမကြီးလက်ကြောမတင်းတဲ့ဟာတွေအမျိုးသမီးနှစ်ဦးကသူတို့အချင်းချင်းပြောလိုက်ဒီကိုထုံးနောင်ကကြားသွားပြီးလက်ကြောမတင်းတာမဟုတ်ဘူးအမကြီးခြေကြောမတင်းတာခမညာဟုလှမ်းနောက်လိုက်သည်အမျိုးသမီးနှစ်ယောက်ပွားစီပွားစီနဲ့ထွက်သွားကြသည်အောင်မျိုးနိုင်ဇက်တိုက်ရှုံးနေရာအားပေးသလိုလိုနောက်သလိုလိုနဲ့ဝိုင်းကဆူညံလာလေသည် လက်လျှော့လိုက်ပါမျိုးနိုင်ရာအုံနာကြီးမပြေးရတိုင်းရွက်လွှင့်မနေပါနဲ့ကုံတော့မင်းနည်းနည်းပါးပါတော့ကိုယ့်အကူနားလေအောင်မဘောကွာဒီနေ့ပေါ်ရမင်းကန်စားတာကအဝေစီကိုတွင်းတူဆင်းနေပြီကွာညီညီနေကြစမ်းပါကွာမင်းတို့ကောင်နေအာယုံနောက်တယ်အာယုံနောက်တာမဟုတ်ဘူးကွာမင်းဘလို့မှမဟန်နိုင်တော့ဘူးစောစောစီစီနောက်ဆုတ်လိုက်တာကောင်းမယ်မဟုတ်ရင်နောက်နေ့အတွက်အုံနာတော်မသွင်းနိုင်ဘူးဖြစ်သွားမယ်ဟဲ့အောင်လေတော်ကြစမ်းကွာ အောင်မျိုးနိုင်ကမျက်နှာထီမျက်နှာသားနဲ့လှမ်းဟောက်လိုက်တော့မှနောက်နေကြသူတွေငြိမ်သွားသည်ဝင်းဦးကတော့အောင်နိုင်သူပြီးပြီးပြုံပြုံကြီးလုံနေသည်ဝင်းဦးဘေးကအားပေးနေတဲ့သူတွေကို ကုန်းကလေးပါလေးကျွေးုံကွာရှာချောနေပြီဟုတ်တယ်ကွာသွားလေးပါလေးကာလာတင်ရအောင်လှမ်းကြီးနေရာဘူးထုတ်ပေးလိုက်ပါကွာငါစီရင်မှတ်ထားလိုက်ဒီငက်ကြီးကြရင်းနဲ့ကောင်းကောင်းထိုးရမှာမဟုတ်ဘူး ဝင်းဦးအပြောကိုစိတ်တူနေသော အောင်မျိုးနိုင်က ဝင်ဆွတ်လိုက်သည်ဘေးကကြည့်နေသူတွေကတဝါဝါတဟားဟားလုံနေသည် မျိုးနိုင်မင်းစီရင်လဲမင်းပြန်ကြည့်အောင်တော့ငါလဲလေးကောက်ရှိသေးတယ်နော်ဟဲ့ကထွန်းတော်က မတ်တဲ့ရက်နေရာကနေကွန်းမျိုးတန်းဖြင့်ပြောလိုက်သည် အောင်မျိုးနိုင်က မော့ကြည့်ပြီးမျက်နှာပြလိုက်သည်ထွန်းတော်ငြိမ်သွားသည် ဟုတ်သားပဲမျိုးနိုင်မင်းကလဲနှစ်ပွဲသာကြံသေးတယ်နော်မင်းတို့ကောင်တွေငြိမ်မလားမငြိမ်ဘူးလားပြောကွာ အောင်မျိုးနိုင်မက်တပ်ထရက်လိုက်တော့အားလုံးငြိမ်သွားသည်အောင်မျိုးနိုင်ကလူဖြောင့်စိတ်တူဖြစ်သည်မထင်လျင်မထင်သလိုထထက်ပြီးတွေ့ကြရနှင့်ကောက်ရိုက်ပစ်ခြင်းရိုက်ပစ်တတ်သည်အောင်မျိုးနိုင်တကယ်ဒေါသထွက်ပြီးဆိုတော့အားလုံးငြိမ်သွားသည်မင်းကလည်းကွာချင်းချင်းနေခင်လို့စတာပါမင်းဘသူကမှတွေ့ကက်နေတာမဟုတ်ပါဘူးအောင်မျိုးနိုင်ပြန်ထိုင်ချလိုက်သည်မက်တပ်ရက်ပြီးလာငေးနေသောအောင်မျိုးနိုင်ကို ကြားထိုးနေသူနှစ်ယောက်ကတစ်ချက်ကြည့်ပြီးသူတို့ကြားကွက်ကိုသူတို့ရွှေ့နေကြသည်ဘလို့လဲမင်းခြေကျင်သေးတာလားထုံးနောင်က အောင်မျိုးနိုင်ကိုကက်ပြီးမေးလိုက်သည် အောင်မျိုးနိုင်ကလှဲ့ပြီးဂျိုးကြည့်ကြည့်လိုက်တော့မှထုံးနောင်ကရဲကျဲကျဲလှုပ်လိုက်သည်ငါစီရင်ငါတွက်ကြည့်ထားပြီးအစိတ်ရှိတယ်မင်းတို့ကောင်တွေအေးဆေးနေရင်နေမဟုတ်ရင်ငါဆိုးမဆိုနဲ့ဟုတ်ပါဘူးကွာမင်းကလေထုံးနောင်ကလီပြေထိုးရတော့သည် 41လမ်းဘက်ကိုသွားမိခီးတဲ့ရောက်လာသဖြင့်စကားပြတ်သွားသည်တထောင်တောင်းရာ800နှစ်စစ်နေသဖြင့်အပုံမြူချောင်းရှင်းပြနေရသည်အောင်မျိုးနိုင်စိုက်ကားကိုထုတ်ခါ84လမ်းဘက်ကို မျက်နာမူလိုက်သည် ခီးတဲ့တက်ထိုင်တော့အောင်မျိုးနိုင်က ဝင်းဥဘက်လှည့်ပြီးမင်းယူမလားဟုမေးသည်ဝင်းဥကအေးဟုဆိုတော့ထုံးအောင်နဲ့ကိုဘကြီးငြိမ်နေလိုက်ရသည်၄၁လမ်းဘက်ပို့ပြီးနောက်အပြန်တွင် 38လမ်းတွင် ခီးတဲ့ရပြန်သည်မြောက်ပြင်ပို့ရမည်ဖြစ်ရာ1500နှင့်ဈေးတည်သွားသည်ဝင်းဦးကိုတထောင်ပေးလိုက်ပြီးနောက်အပြန်အခေါက်တွင်ထွန်းတော်နှင့်ကိုဗကြီးဘသူယူမလဲမေးတော့ကိုဗကြီးကထွန်းတော်မဲပေးလိုက်ပါကွာဟုဆိုသည်ဖျားကြီးသွားမည်ခီးတဲ့ရောက်လာသည်ယနေ့အဖို့ရာတော့အောင်မျိုးနိုင်ကိုဦးစားပေးရမည်ဖြစ်ရာအသွားပြန်တနာကြီးလောက်ဆောင်းရမှာကို2500နှင့်ဈေးတည်ပြီးလိုက်သွားသည် အခုတစ်ခေါက်သွားပြန်ကို ကိုဘကြီးနှင့်ဝင်းဦးတထောင်စီယူပြီးအောင်မျိုးနိုင်က900ယူရန်သဘောတူလိုက်ကြသည်။ဖျားကြီးတွင်လူဆောင်ရင်မန်းမြို့ဈေးတစ်ခေါက်ရသဖြင့်လိုက်ပို့လိုက်ပြီးဒီတစ်ခေါက်ကိုထွန်းအောင်ပေးရမယ်ဟု တွက်ထားလိုက်သည်။ဒီနေ့ကြားမှစိုက်ကားကလက်ရွှေနေလေသည်။တစ်ခေါက်ပြီးတစ်ခေါက်ပို့နေရတော့အောင်မျိုးနိုင်ခြေတော့ပင် တောင့်လာသည်။ထိုင်နာထတာပင်တကြွကြွဖြစ်နေသည် ဝင်းဦးကတော့တနေကုန်ကြားကုန်မှာပဲထိုင်ပြီး သူ့စိုက်ကားကိုအနားပေးထားသည် ထိုးဘက်သားပြောင်းသွားပြီသူကတော့ပြောင်းမသွားပြီတနေကုန်နင်းနေရတော့လဲအောင်မျိုးနိုင်အိတ်ထဲတွင်1500တာရသေးသည် ခောက်ကြီးတွေကို ရှင်းနေရသဖြင့်သူ့အိတ်ထဲငွေဝင်မလာပဲဖြစ်နေသည်တကယ်တော့ဒီစိုက်ကားကဲကလေးတွင်ကိုရာကြီးလောက်သာ ခီးသည်ဆောင်ရင်ကြားထိုးကြခြင်းဖြစ်သည်ခီးသည်ရောက်လာလျင် ကြားဝိုင်းကိုဖြတ်ပြီးလိုက်သည်တခါတည်းရန် ခီးသည်ပါလျင် ကုန်းဝါရတာလဲအာကောင်တွေထုပူလာပြီ ဆိုလျင်တရာကြီးနှရာကြီးထိုးကြသည်ခောက်ကြီးထိုးတာကတော့အထူးစိန်ခေါ်ပွဲကြီးဖြစ်သည်ခရီးတွေကလည်းအလွန်ပါပြီးအားနေလျင်စိန်ခေါ်ကြရင်ကခောက်ကြီးထိုးကြသည်ရှုံးသူကခောက်ရည်လိုက်ရသမျှကို ပေးရသည်1500တက်ပူလျင်တော့ပူရာကိုယူပြီး1500ပဲခောက်ကြီးတက်မှတ်ကြသည်အာဝင်းဦးကမတ်တက်ရရင်ခါးကိုစမ်းသည် သူ့မှာပင်တိုင်းထိုင်နေရသဖြင့်ခါးတွေတောက်နေသည်။အုံနာကြီးရောအိမ်စရိတ်ပါရပြီဖြစ်သဖြင့်ဝင်းဦးမှာခါးကျိုးအောင်ကြားကြီးဖိထိုးနေတော့သည်။ဟူးအာအောင်မျိုးနိုင်ဝက်ကွပ်ပစ်ပေါ်လှဲချလိုက်ပြီးခြေပြစ်လက်ပြစ်အိတ်လိုက်သည်။သူ့ကတ်တလောက်ကတော့ရှင်းသွားပြီးအိတ်ထဲ၃000လောက်လဲဝင်လာပြီးဖြစ်ရာယနေ့သူနင်းငယ်တာ2000ကျော်လောက်ရှိမည်။ ိတ်ထဲရှိသည့်သုံးနောင်ကမောင်ဦးကိုပေးရမည်ဖြစ်ရာမောင်ဦးလာလျင်သူ့အိတ်ကလည်းပြောင်းတော့မည်ကတ်တလောက်ရှင်းပြီးကလေးကခီးသည်ကထက်ရောက်မလာတော့လောက်အောင်ပါသွားသည်လူကနှုံပြီးမလှုပ်ရှင်တော့လောက်အောင်ဖြစ်နေသည်ကိုရဲကလည်းဖိမ့်သိမ့်ဖိမ့်သိမ့်ဖြစ်လာနေလေသည် Cherry Magazine Autowala 2009ခုနှစ်